ချက်တဲနေချင်းပလုံးကောက်ပြီးမိမနှစ်ယောက်ရှူထားလို့လူပြောများနေတဲ့ဦးရဲမြင့်ပြိတ္တကြီးရင်းရင်အခုချိန်မှာမြမနိုင်ငံရဲ့စီးပွားရေးချိန်နေလူမှုဘဝချက်တဲတာတွေအားလုံးတည်ပါပဲဒီလိုတယောက်သေးတော့စားဖို့အနိုင်တိုင်းမိသားစုတစ်ခုကိုဥဆောင်မှမလွယ်ဘူးဆိုရင်ညှိတွားတဲ့နေနေရာတိုင်းမှာကြားနေရတဲ့ဒီလိုခေတ်ကြီးရဲမှာဇနီးမြောက်ကိုတပြိုင်တည်းပေါင်းသိနေတဲ့လူတယောက်ရှိပါတယ် ဦးရဲမင်းလိုခေါ်တဲ့ဒီနူဟာတောသမီး9ရောင်စုစုပေါင်းလူဆယ်ယောက်ရှိတဲ့မိသားစုကြီးတစ်ခုလုံးကိုပလတ်စတစ်ဘူးကနေကောင်းရင်ရှာဖွေကျွေးမွေးနေလို့လူပြောများနေတာပါ။ဦးရဲမင်းဟာအသက်55နှစ်အရွယ်ရှိနေပေမယ့်တတော်လေးကိုခေါ်နေတာဖြစ်ပါတယ်။အခုဆိုသူ့ကိုလူတွေကဘယင်တစုဆိုတဲ့နာမည်ပြောင်းနေတော့လေးစားစွာတင်စားခေါ်ဝေနေကြပါပြီ။ဦးရဲမင်းမှာစနီးနှစ်ယောက်ရှိပြီးနှစ်ယောက်လုံးနဲ့တိုင်အင်းထဲမှာတူတူနေထိုင်ပါတယ်။ သူ့ရဲ့ပထမဇနီးကသူနဲ့ရွယ်တူအသက်55နှစ်ဖြစ်ပြီးတာသမီ၄ယောက်ရှိပါတယ်။ ဒုတိယဇနီးကတော့အသက်35နှစ်သားရှိသေးပြီးသားသမီး၃ယောက်ထွန်းကားထားပါတယ်။ပထမဇနီးကိုအိမ်ပေါ်တန်းဒုတိယဇနီးကိုအိမ်ရောက်ထပ်မနေရာချထားပေးပြီးမိသားစုအလုံးဟာအထူးတကွစုစည်းနေထိုင်ကြတာပါ။မရပြိုင်ဆိုတဲ့စကားလုံးကြားရတဲ့အလုံးရဲ့ကောင်းတွေမှာပထမဆုံးဝင်လာမှာကရှန်ဖြစ်တာအချင်းချင်းမတည့်တာအိမ်တွင်ရေးပြဿနာရှုပ်ထွေးတာတွေပါပဲ။ဒါပေမဲ့ဦးရဲမြင့်ရဲ့မိသားစုကတော့ဒီလိုမျိုးတွေမရှိပါဘူး။ သူ့ရဲ့ဇနီးနှစ်ယောက်ဟာပြိုင်ဘက်တင်လို့သဘောမထားပဲညီမရှင်းနေလို့တယောက်ကိုတယောက်ဖေးမကူညီပြီးအပြန်အလှန်နားလည်မှုတွေနဲ့နေထိုင်ကြပါတယ်။ဒီလိုအခြေအနေမျိုးကိုဖန်တီးပေးနိုင်တဲ့ဥယျာဉ်မြင့်ရဲ့ဥဆောင်နိုင်စွမ်းနဲ့ဇနီးနှစ်ယောက်ရဲ့စိတ်ထားမြင့်မြတ်မှုကတော့တကယ်ကိုမယုံနိုင်စရာပါပဲ။နောက်ထပ်လေးစားစရာချက်ကတော့ဒီမီတောင်းစုကြီးတစ်ခုလုံးရဲ့စောင်းဝင်နေရေးကိုဥယျာဉ်မြင့်တယောက်တည်းပလတ်စတစ်ကောက်တဲ့အလုံးနဲ့တာဝန်ယူထားတာပါပဲ။သူရဲ့တနေ့တောင်အိမ်စည်းဟောင်းပြမ်းမြောင်၃000ကျပ်လောက်ရှိတယ်လို့ဆိုပါတယ်။ စင်စားကြည့်ပါမိုးရွာရွာနေပူပူနေကောင်းကောင်းမကောင်းကောင်းဒီငွေပမာဏကိုရှာအောင်သူဘလောက်တောင်စူးစမ်းရုံးကန်ရမလဲဆိုတာကိုပေါ့ သူရှောင်းလာသမားတွေကိုသူမိသားစုအတွက်အပြေအဝအသုံးချတယ်။သားသမီးတွေကိုပညာတက်ဖြစ်စေခြင်းနဲ့သူရဲ့ဆန္ဒကလည်းအရန်ကိုကြီးမားပါတယ်။မိမနှစ်ယောက်ကတခါမှယံမဖြစ်ဘူးညီမတွေလိုပဲ။ကလေးတွေကလည်းကျွန်တော်စကားနားထောင်နေ။ဒီမိသားစုတွေကိုဒီလိုအဆင်ပြေအောင်ဥဆောင်နိုင်တာနဲ့ပဲကျွန်တော်ကျေနပ်နေပါပြီဆိုတဲ့သူရဲ့ရိုးသားတဲ့စကားတွေကသူရဲ့ဘဝပေါ်ထားတဲ့ခံယူချက်နဲ့တောင်းဝင်ယူစိတ်ကိုပေါ်လွင်စေပါတယ်။ပရိသတ်ကြီးလို့ရှင်ဦးရမင်းရဲ့ဘဝကကျမတို့ကိုဘာတွေတင်ပေးနေသလဲ။ ပြောင်းရွှေ့မှုဆိုတော့ငွေတင်းများကြီးပိုင်ဆိုင်မှာရှာလူကုန်ချိန်ကြီးမားမားရနိုင်တာမျိုးမဟုတ်ဘူးဆိုရတဲ့အားပါပဲတကယ်ပြောရွှင်ချင်းစင်မန်ဆိုတော့တောင်ဝင်ကျေပွန်တဲ့အိန်နာဦးစီးတယောက်ရဲ့ဦးဆောင်မှုအပြန်လန်နားလေခွင့်လွတ်ပေးနိုင်တဲ့ဇနီးမယားရဲ့မြေတားတရားနဲ့မိသားစုဝင်အချင်းချင်းကြားကစီလုံးညီညွတ်မှုကနေမြေပြားခံနေဆိုတော့ဥယျာဉ်မြေရဲ့ပုံဟာကအကောင်းဆုံးသက်သေပြနေပါတယ် သူဟာပလတ်စတစ်ကောက်သမားတစ်ယောက်ဖြစ်ခြင်းဖြစ်မယ်။ဒါပေမဲ့သူစိတ်တဲ့တောင်းဝင်ယူမှုကတော့ဘယင်တဆူလိုခံညားထဲဝါနေတာအမှန်ပါပဲ။ပရိသတ်ကြီးတို့အနေနဲ့ရောဥယျာဉ်မြင့်ရဲ့ဘဝစကြောင်းပေါ်ဘလူမျိုးမြင်ကြပါသလဲသူရဲ့ဘလူအချက်တွေကိုလေးစားဆုံးနေတကယ်ကိုကိုသာသူ့နေရာမှာဆိုရင်မိမနှစ်ယောက်တပြိုင်တည်းပေါင်းသိနိုင်မယ်ထင်ကြပါသလားကိုရဲ့အမြင်သဘောထားလေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါအောင်ရှင်